အားလုံးပဲမင်္ဂလာပါဗျာကောင်းစက်တဲ့ channel မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုပိုင်းကတော့ထိုင်းမြန်မာငလေတန်းကိုနောက်ဆက်တွဲသတိထားရမိအရာတွေကိုပြောလာတဲ့ချူကုံတော်ရုပ်သံဗီဒီယိုပိုင်းကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာချူကုံတော်ကဘယ်လိုကြောင်းအရာတွေကိုပြောဆိုထားသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာတော့တဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစက်တဲ့ channel မှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ည်းနည်းလေးလိုက်လွင့်ပြီးပြောပြလိုတာကထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံမှာဒီငလင်နောက်ဆက်သွဲဖြစ်ပေါ်လာမဲ့တတိထားရမဲ့အရာလေးတွေအနေကျွန်တော်တို့ညီကိုမောင်မတွေကိုအနေငယ်ပြောပြလိုပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာကနောက်ထပ်ငလင်အန်တရွယ်တည်ကြဖောက်ထက်ရှိနေသေးတယ်လို့နိုင်ငံတကာပညာရှင်တွေကသုံးသပ်ဖော်ပြနေတာတွေလေ့လာသိရှိရပါတယ်အထက်ပူပြီးရေးကြည့်တာကနောက်ထပ်ငလင်တွေကိုနောက်ထပ်ဖြစ်ပေါ်လာမဲ့ငလင်ရဲ့အန်တရွယ်က နောက်မှစိုးရင်ရမှာချက်ချင်းလက်ငင်းစိုးရင်ရမှာကအခုနလင်းအန်ဒီရဲ့ကြာရောက်သွားတဲ့နေရာတွေကိုเนาะအခုဒီစစ်ကောင်စီရဲ့ဒီနလင်းအန်ဒီရဲ့ကြာရောက်သွားတဲ့နေရာတွေကိုဒီစစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေရဲ့ထုတ်ပြန်နေတဲ့သူတို့လွှင့်နေတဲ့ကြညာတွေကိုကြည့်လိုက်ရင်เนาะဒီစစ်ကောင်စီနဲ့ပြီးတော့ဒီစစ်ကောင်စီလက်အောက်မှာရှိတဲ့ဒီမီဒီယာဌာနတို့ပေါ့လေဒီပြီးတော့အရေးပေါ်ကိစ္စရေးဌာနတို့သူတို့အအကူအညီတွေပေးနေတယ်သူတို့ကုညီကိစ္စရေးတွေ လုံနေတာကဟိုဟိုလူမြင်ကွင်းမြို့ထဲမှာလောက်ပဲဖြစ်နေတယ်အဲ့ဒီရဲ့နည်းနည်းအလန်းဝေးတဲ့နယ်မြို့တွေမှာဆိုအဲ့ဒီသူတို့ရဲ့ကုညီကယ်ဆယ်ရေးတွေအဲဒီကလုံနေတာမတွေ့ရဘူးရောက်နေတာမတွေ့ရဘူးအထူးပြည့်ဒီငလင်ကျော်ရဲ့အဓိကဗဟိုချက်ဖြစ်တဲ့သခိုင်းတိုင်းသခိုင်းတိုင်းဆိုရင်မြို့ပေါ်တွေတင်မဟုတ်ပဲနဲ့ရွာတွေအထိကိုငလင်တွေလှုပ်ခတ်တာတွေတွေ့ရတယ်အဲ့ဒီမှာလည်းဒီတေကျေဆုံးရှုံးမှုတွေရှိတယ်ဒါပေမဲ့ဒီ ဘယ်ပရဟိတဘယ်ကေစီအဖွဲ့ကမှဒီသွားရောက်ကူညီနေတာတွေကျွန်တော်တို့မတွေ့နေရဘူးနောက်ထပ်ပို့ပြီးတော့အန်ဒီရဲ့ကြီးတာကပို့ပြီးတော့မှကျွန်တော်တို့တတိထားရမှာပါလဲဆိုတော့ဒီနလင်ဖြစ်ပေါ်လာတဲ့နလင်ဘေးအန်ဒီရဲ့ဂျုံသွားတာကိုအကာအကွယ်ယူပြီးတော့ဒီစစ်ကောင်စီကနော်ဒီသူ့ရဲ့ဒီပြည်သူစစ်တွေပြူစောထီးတွေအခုဒီ PDF ကပိတ် PDF ကဒီတစ်နှစ်ကြော်ကြော်လောက်ပိတ်ဆို့ထားတဲ့နော်ပိတ်ဆို့ဝိုင်းရံထားတဲ့ဒီ ဒီဒီပြူစိုးတိရွာတွေပေါ့နော်ဒီပြည်သူစစ်ရွာတွေပြူစိုးတိရွာတွေကို PDF ကအဒီတစ်နှစ်ကြော်လောက်ပိတ်ဆို့ထားလို့ဒီစားစရာပြက်လက်နေတဲ့ပြူစိုးတိရွာတွေလက်လက်ခဲရန်ပြက်လက်နေတဲ့ပြူစိုးတိရွာတွေကိုဒီအကြမ်းဖက်စစ်ကောင်စီကဒီနလင်ဖြစ်တာကိုအခွင့်ကောင်းယူပြီးတော့ဒီနိုင်ငံတကာဒီနိုင်ငံတကာဒီလူအခွင့်ရေးအရေးပေါ်ကိစ္စရေးအဖွဲ့တွေကိုအကာအကွယ်ယူပြီးတော့စစ်ကောင်စီကဒီနလင်လှုပ်လို့နလင်ဘေးအန္တရာယ်ကြောင့် ဒုက္ခဖြစ်တဲ့လူတွေကိုကူညီတာမဟုတ်ပဲနဲ့เนาะသူ့ရဲ့ဒီဒီစစ်ကောင်စီလက်အောက်မှာရှိတဲ့ပြူစောထီးတွေပြည်သူစစ်တွေနောက်ပြီးတော့သူ့ရဲ့ဒီခြေကုပ်စခန်းတွေကိုသူကဒီစားနဲ့ရိတ်ခါခဲရမ်းတွေလက်နက်တွေကိုတဲယူပို့ဆောင်ဖို့သူအဓိကလှုပ်ဆောင်လာလိမ့်မယ်တေချာလဲလုံနေလိမ့်မယ်အဲ့ဒါကပိုအန်လျေကြီးတယ်ဗျာเนาะအဲဒီအကြမ်းဖက်စစ်ကောင်စီကဒီလက်ရှိ ငလင်ဘေးအန္တရာယ်ကြုံနေရတဲ့နေရာတွေကိုကူညီကယ်ဆယ်ဖို့ထက်စားနရိတ်ခါပြက်နေတဲ့သူ့ရဲ့ပြူစောတိရွာတွေကိုနော်စားနရိတ်ခါပို့တာလက်လက်ခဲရန်ပို့တာတွေကိုပို့ပြီးတော့မှလှုပ်လာနိုင်ခြင်းရှိတယ်ဒီဒီငလင်အန္တရာယ်ကိုအကြောင်းပြုပြီးတော့နော်ဒီနိုင်ငံတကာနိုင်ငံတကာကဒီလှူလာတန်းလာမဲ့ပျက်စီးတွေကိုရယူပြီးတော့မှတကယ်ငလေအန္တရာယ်ကြောင့်ဒုက္ခရောက်သွားတဲ့လူတွေစီမရောက်ပဲနဲ့စားနေရိတ်ကပြက်လက်နေတဲ့ဒီစစ်ကောင်စီရဲ့ရွာတွေဒီပြူစောတိရွာတွေကို နော်လက်နက်ခဲရန်တွေစားနေရိတ်ခါတွေကိုးဆောင်တာတွေပူပြီးတော့မှလှုပ်လာနိုင်တယ်အဲ့ဒါကပူပြီးတော့မှအန်တရယ်ကြီးတယ်ဒါကငလင်ကြောက်ဖြစ်ပေါ်လာမဲ့မြန်မာနိုင်ငံတဲကအန်တရယ်အထိုင်းနိုင်ငံမှာလည်းတခုတော့ပြဿနာရှိတာဘာလဲဆိုတော့အခုငလင်ကတော့ထိုင်းနိုင်ငံမှာဒီထိုင်းအစိုးရကတော့ကြီးညာပြီးသွားပြီအာနောက်ထပ်စိုးရိမ်စရာမရှိဘူးလို့တော့ကြီးညာသွားတယ်ဒါပေမဲ့ဒီဘန်ကောက်မြို့အသွင်းထဲမှာရှိတဲ့ဒီကွန်ဒိုတွေပေါ့နော်ဒီအထက်မြေအဆောက်အဦးတွေကွန်ဒိုတွေကိုတော့ဒီဝင်ရောက်နေထိုင်ခွင့်ကို၃ရက်ပိတ်ထားတယ်ပေါ့ ဲ့တော့ဒီကွန်ဒိုမှာနေတဲ့လူတွေအကုန်လုံးကလည်းကိုနီးဆက်ရရွှေမျိုးတွေနီးဆက်ရဒီတဲခုကန်းတွေမှာလိုက်ပြီးတော့မှနေရတာဗောနော်ဒီဘန်ကောက်ရဲ့မြို့ပြင်မှာပြီးတော့ဘန်ကောက်မှာနောက်ထပ်ငလင်အန်ဒီရဲ့စိုးရင်ရလာလို့မေးရင်အစိုးရကတော့မစိုးရင်ရဘူးပြောပေမဲ့လို့အကုန်လုံးကတော့စိုးရင်စိတ်တွေမကင်းကြဘူးဒါပေဒါဆိုရင်နောက်ထပ်အဲနောက်ထပ်ဒီငလင်ဖြစ်ပေါ်လာရင်ပေါ့လေဘန်ကောက်မှာငလင်ဖြစ်ပေါ်လာရင်ဘယ်နေရာတွေကပို့ပြီးတော့အန်ဒီရဲ့ကြီးလဲဆိုရင်ကျွန်တော်တို့ဒီကြောက်ဖရားမြစ်ဒီဒီ ဗန်ကောက်မြို့တစ်မြို့လုံးကိုဖျက်တမ်းစီးဆင်းနေတဲ့ကြောက်ဖျားမြစ်ရဲ့ဟိုဘက်ဒီဘက်မှာနေတဲ့လူတွေကပို့ပြီးတော့မှအန္တရာယ်ကြီးတယ်။ဗန်ကောက်မြို့ပြင်ဖြစ်တဲ့ဒီဗန်ခဲတို့ဗန်ကွန်တီယန်တို့ဗန်ဘောတို့နော်စမောပကန်စမောစာကွန်နကော့ပထုံစတဲ့အဲ့လိုထိဆက်နေမြေတွေကအဲ့လောက်ပြဿနာမရှိဘူး။ဘာလို့လဲဆိုတော့အဲ့ဒီမြို့တွေကဗန်ကောက်မြို့ပြင်ဖြစ်တယ်ပြီးတော့ဒီငလင်ကျောပေါ်မှာမရှိဘူး။ဗန်ကောက်မြို့ရဲ့အပြင်ဘက်မှာရှိတဲ့လူတွေကျွန်တော်ထိုင်းနိုင်ငံကညီကိုမောင်မတွေကတိတ်ပြီးစိုးရိမ်ကြရမရှိဘူး။အဲအများကြီးလည်းထပ်ပြီးတော့ကြောက်လန့်နေကြရမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ ီလူတွေရဲ့စိတ်ကဒီဥပစိတ်ကြောင့်ဥပဒံဖြစ်တယ်လीနော်ဟိုကြောက်စိတ်တွေအများများပြီးတော့အလုံးလည်းမသွားဘူးနော်ဟိုဘလို့လဲဒီအလုံးယုံတွေကအလုံးခေါ်ရင်အလုံးမသွားဘူးသိတယ်မလားအာအာဒီအလုံးယုံနဲ့အတိုက်ခံလုပ်ပြီးတော့အလုံးနားတာတို့ဘာတို့တွေဖြစ်ပေါ်လာရင်ကိုယ့်အတွက်ပဲအန်ဒီရရှိတယ်ဆိုဒီချိန်ကထိုင်းနိုင်ငံမှာဒီချိန်ကထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားခုနှစ်တန်းကျော်ရောက်နေတယ်အဲ့တော့လူတစ်ယောက်ဖက်သွားရင်လူအယောက်20လောက်ကိုသူတို့အตาလေးခေါ်ထည့်လို့ရတယ်နော်အဲ့ဒီအတွက်ကြောင့်အကြောက်လွန်ပြီးတော့မှနော် ဒီသမောပကံသမောစာခွန်ဘန်ခဲဘန်ကွန်တီယံဘန်ဘောနကောပထုံအစရှိအဲ့ဒီထိဆက်နေမျိုးတွေမှာရှိတဲ့လူတွေကအကြောင်းမလွန်ပါနဲ့အလုတ်ဖွင့်လဲအလုတ်တွေကသွားကြပါပြီးတော့အဲ့ဒီနေရာတွေကငလင်ကြောမှာရှိတဲ့နေရာမဟုတ်ဘူးအဲနောက်ထပ်တစ်ကြိမ်အန်ဒီယံမရှိတော့ပါဘူးเนาะအဲ့တော့ထိုင်းနိုင်ငံမှာရှိတဲ့ညီကိုတွေအရင်ရေးကြည့်ပါလေအခုဆိုရင်ထိုင်းနိုင်ငံမှာဒီဒီအလုတ်အကိုင်အခွင့်အလန်းထက်ကိုအလုတ်သမားတွေကပုံများနေတယ်เนาะမြန်မာနိုင်ငံက9တန်းကျော်ရှိနေတယ်ထိုင်းမှာအဲ့တော့ ကိုယ့်ရဲ့လက်ရှိအလုပ်ကိုဒီအလုပ်နဲ့စန့်ကျင်ပြီးတော့မှအလုပ်နားတာတွေအလုပ်ပြတ်တာတွေဖြစ်လာရင်အလုပ်ထုတ်ခံရရင်ကိုယ့်ရဲ့နောက်ဆက်သွယ်မိသားစုလူတွေနစ်နာပါတယ်เนาะကျွန်တော်တို့လူဆိုတဲ့အရာက ဥပစိတ်ကြောင့်ဥပဒံဖြစ်တယ်เนาะအဲ့တော့ဒီဒီဘယ်နေရာတွေသတိထားရမလဲဆိုရင်နောက်ထပ်ငလင်လာနိုင်ခြေရှိတယ်လို့နိုင်ငံတကာပညာရှင်တွေကသုံးသပ်ပေမဲ့လို့ထိုင်းအစိုးရကတော့အန်ဒီယေကင်းသွားပြီလို့ကြေညာတယ်။သို့တော့နောက်ဒီတခြားတစ်ဖက်မှာလည်းဘန်ကောက်မြို့ကို အရေးပေါ်အေရီယာအဖြစ်နဲ့ထိုင်းစုရကကြီးညာထားတယ်။တစ်ဖက်မှာလည်းသူကငလင်အန်ဒီရဲ့ကင်းသွားပြီလို့ကြီးညာပေးမယ်လို့တစ်ဖက်မှာလည်းဗန်ကောက်မြို့ကိုအရေးပေါ်အေရီယာအဖြစ်နဲ့ကြီးညာထားတယ်။နောက်ပြီးပို့ပြီးအရေးကြီးတာကအခုဒီငလင်လှုပ်ခတ်သွားတဲ့ပြဿနာကြောင့်ဒီဗန်ကောက်မြို့အတွင်းမှာပြေးဆွဲနေတဲ့ဒီမြေအောက်ရထားမိုးပြန်ရထားတွေအကုန်လုံးအနည်းဆုံး9ရက်တစ်ပတ်ပိတ်မယ်လို့သိရတယ်။မပြေးဆွဲဘူးပေါ့နော်ရက်နာထားတယ်။အဲ့တော့တို့ဒီမြေအောက်ရထားတွေ မိုးပြရထားတယ်သူတို့ဒီပျက်စီးသွားတာမျိုးမရှိပေမဲ့လို့သူတို့ပြန်ပြီးတော့စစ်ဆေးရမယ်ခံနိုင်ရဘယ်လောက်ရှိလဲတုံးလို့ရသေးလားဆိုတာမျိုးတွေသူတို့စစ်ဆေးမယ်အ ਨੇ စုံ9ရက်လောက်ဒီမြေအောက်ရထားနဲ့မိုးပြရထားပြေးဆွဲခြင်းကိုရက်နာမယ်လို့သိရတယ်အဲ့တော့ဗန်ကောက်မြို့မှာမိုးပြရထားနဲ့မြေအောက်ရထားပြေးဆွဲခြင်းကိုရက်နာလိုက်ပြီဆိုရင်အဲဗန်ကောက်မြို့ရဲ့ရင်ကျော်ပိတ်ဆို့မှုကအရင်ကထက်၃ဆလောက်ပိုပြီးတော့မှမြင့်တက်လာလိမ့်မယ်အဲ့တော့တေချာတာကတော့ဒီရက်ပိုင်းမှာ ဘန်ကောက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဒီမြေအောက်ယက်ထားမိုးပြန်ယက်ထားအပြေးဆွဲမှုကိုဒီခုနှစ်ရက်တပတ်ကျော်ပိတ်ဆို့မှာဖြစ်တဲ့အတွက်မလို့အပ်ရင်ဘန်ကောက်မြို့ကိုမလာကြပါနဲ့မလို့အပ်ရင်ဘန်ကောက်မြို့ထဲကိုမလာကြပါနဲ့ပြီးတော့ဘန်ကောက်မြို့ပြင်မှာရှိတဲ့လူတွေလည်းမလို့အပ်ဘဲနဲ့အလုံနာတာတွေနော်ဒီအလုံယုံနဲ့စန့်ကျင်ပြီးတော့ဆန္ဒပြပြီးအလုံနာတာတွေမလို့ကြပါနဲ့ဒီအချိန်မှာအရန်ကိုအရေးကြီးတဲ့အချိန်ပါနော်ထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားခုနှစ်တန်းကျော်ရှိတယ်အဲ့တော့လူတစ်ယောက်အလုံထွက်သွားရင်လူအယောက်20 လောက်ကိုသူတို့ကခေါ်ထည့်လို့ရတယ်เนาะအဲ့တော့ဒီအလုံးနဲ့စန့်ကျင်ပြီးတော့အလုံးနဲ့ပြဿနာအသက်ခံပြီးတော့เนาะအကြောက်လွန်ပြီးတော့အလုံးနာတာတွေမနေရဲတာတွေမအိပ်ရဲတာတွေမလောက်ကြပါနဲ့เนาะကျွန်တော်တို့လူဆိုတဲ့အရာကဥပ္ပစိတ်ကြဥပ္ပဒံဖြစ်တယ်လीเนาะကြောက်စိတ်ကြောက်ပို့ပြီးတော့မှပူကြောက်ရတယ်เนาะအဲ့တော့အဲ့တော့ထိုင်းနိုင်ငံဘန်ကောက်မြို့ကဘယ်နေရာမှာအန်ဒီရဲများလဲဆိုရင်ဒီမဲလန်းကြောက်ဖျားမြင့်လေအနည်းဆုံးမှနေတဲ့လူတွေကတော့အန်ဒီရဲများတယ်သတိထားရမယ် နောက်ထပ်ငလင်လာဖို့ရှိတယ်လို့နိုင်ငံတကာပညာရှင်တွေကသုံးသပ်ပေးမယ်လို့ထိုင်းဆိုရကတော့မရှိဘူးလို့ကြေညာတယ်ပြီးတော့တစ်ဖက်မှာလည်းဗန်ကောက်မြို့ကိုအရေးပေါ်ဧရိယာလို့ကြေညာထားတယ်အဲ့တော့တေချာတာကတော့ဗန်ကောက်မှာနောက်ထပ်ငလင်ထပ်လှုပ်လာရင်ဘယ်နေရာမှာနေထိုင်တဲ့လူတွေအန္တရာယ်များလဲဆိုရင်အဲ့ဒီမေနန်းကြောက်ဖျားမြစ်ပေါ်မှာနေထိုင်တဲ့လူတွေဟာအန္တရာယ်များတယ်အဲ့တော့ဒီနေ့ငလင်လှုပ်ခတ်သွားတဲ့အရာကြောင့်ပျက်စီးဆုံးရှုံးမှုအများဆုံးနေရာတွေလူတေကြီးပျက်စီးမှုတွေပျက်စီးဆုံးရှုံးမှုအများဆုံးနေရာတွေကြည့်လိုက်ရင်လည်းပဲအဲ့ဒီ မယ်လန်းကြောက်ဖရားမြစ်တလျှောက်ကအစောက်ဦးတွေအထက်မြစ်အစောက်ဦးတွေမယ်လန်းကြောက်ဖရားမြစ်တလျှောက်ကပို့ပြီးတော့မှလှုပ်ခတ်မှုပို့များတာကျွန်တော်တွေ့ရတယ်အဲ့ဒီတော့ကြောက်ထိုင်းမှာဗန်ကောက်မြို့မှာနောက်ထပ်ငလင်ထက်လှုပ်လာရင်ဘယ်နေရာတွေအန္တရာယ်များလဲဆိုရင်အဲ့ဒီဗန်ကောက်မြို့အထဲပေါ့နော်ဗန်ကောက်မြို့အသွင်းမယ်လန်းကြောက်ဖရားမြစ်တလျှောက်မှာနေထိုင်တဲ့လူတွေကအန္တရာယ်ပို့များပါတယ်အဲ့ဒီကလူတွေတော့နည်းနည်းသတိထားရမယ် အဲဒီတို့ပြင်ညာချက်မှာတော့မနက်ဖြန်တဲ့တပတ်ခါတိကိုစိတ်မဖြစ်သေးဘူးပေါ့နော်နိုင်ငံတကာပညာရှင်ကတော့ပြင်ညာတယ်မနက်ဖြန်တဲ့တပတ်ခါတိကိုစိတ်မဖြစ်သေးဘူးထက်လာနိုင်ကြီးရှိတယ်ဒါပေမဲ့ထိုင်းအစိုးရကတော့ငလင်အန်ဒီရမရှိတော့ဘူးလို့ပြင်ညာတယ်တစ်ဖက်မှာလည်းအဗန်ကောက်မြို့ကိုအရေးပေါ်ဧရိယာဖြစ်ပြင်ညာထားတယ်စမုတ်ပကန်စမောစာခွန်ငကောက်ပထုံကကြောက်စရာမရှိဘူးအဲ့အဲ့ဒီမြို့တွေကဒီငလင်ကျောပေါ်မှာမရှိဘူးအဖျားရိုက်ခတ်ပြုံလောက်ပဲဖြစ်တယ်ဒီနေ့လည်းအဲ့လောက်ပါပဲနည်းနည်းလေးလှုပ်ခတ်သွားယုံပဲကျွန်တော်တို့ ညလင်လှုပ်တဲ့အချိန်ကကျွန်တော်ဘန်ကောက်မြို့ထဲမှာကျွန်တော်ရုံးကန်းက12ထပ်မှာရှိတယ်ဆိုတော့ဘောင်းကိုမူးနေအောင်လှုပ်သွားတာတော်တော်ကြမ်းတယ်အဲလိုက်မေးကြည့်တော့ကျွန်တော်အိမ်ပြန်လာတော့လိုက်မေးကြည့်တော့ဘန်ဘောတို့ဘန်ခွန်တီယန်တို့ဒီဒီဘန်ခဲတို့မှာအဲ့လောက်မလှုပ်ဘူးပေါ့နော်နည်းနည်းလေးဟိုတိတာယုံလောက်လေးပဲလှုပ်တယ်လို့သိရတယ်အဲ့တော့အန်ဒီရများတာတော့ဘန်ကောက်မြို့ထဲအဲ့ဒီမဲနန်းကြောက်ဖျားမြစ်တခြားမှာနေထိုင်တဲ့လူတွေအန်ဒီရများတယ်ပြီးတော့ဒီစမုတ်ပကံနဲ့စမုတ်စာခွန်ကသူကဒီပင်လေထွက်ပေါက်ရှိတယ်ပင်လေကမ်းရိုးတန်းရှိတယ်အဲ့ အခုလာတာကဒီမှုန်တိုင်းမဟုတ်ဘူးဗျငလင်မြင်းငလင်အဲ့ဒီစမောပကန်စမောစာခွန်ဒီဘက်မှာဟာချိုင်းတို့ကအန္တရာယ်မရှိဘူးအန္တရာယ်မရှိဘူးအခုလာတာမှုန်တိုင်းမဟုတ်တဲ့သူအန္တရာယ်မရှိဘူးငလင်ကျော်ကအဲ့လောက်အန္တရာယ်မရှိဘူးအဲ့ဒါကြောင့်အဲအလုတ် ယုံကအလုတ်ခေါ်ရင်အလုတ်ဖွေရင်အလုတ်စင်းကြပါအကြောင်းမလွန်ကြပါနဲ့နော်အန်ဒီရများပါတယ်ဘာလို့အန်ဒီရများလဲဆိုအန်ဒီရများတယ်ဆိုတာကဟိုငလင်အန်ဒီရများတာကိုပြောတာမဟုတ်ဘူးနော်အဲစက်ယုံနဲ့စန့်ကျင်ပြီးတော့ဆန္ဒပြပြီးတော့အလုတ်နားတာတွေဖြစ်လာရင်နောက်ဆက်သွဲပြဿနာတွေဖြစ်လာနိုင်တယ်ပြီးတော့နောက်ဆက်သွဲပြဿနာဖြစ်လာရင်ဘာဖြစ်မလဲဆိုအလုတ်ပြုတ်တာတွေဘာတွေဖြစ်လာရင်အန်ဒီရအရင်ကြီးပါတယ်အခုထိုင်းမှာမြန်မာနိုင်ငံသားကြီးပဲ9တန်းကျော်ရှိတယ်အတခြားနိုင်ငံသားတွေလည်းအများကြီးရှိနေတယ်ပြီးတော့ထိုင်းအခုကထိုင်းနိုင်ငံရဲ့စီးပွားရေးကလည်းတုတ်ဆိုင်နေတယ်အရင်နှေးနေတယ်အလုံယုံအများစုက လူတွေတောင်ပြန်လျှော့နေရတဲ့အနေထားတွေဖြစ်နေတယ်။အဲ့ဒီအတွက်ကြောင့်စက်ယုံနဲ့စန့်ကျင်ပြီးတော့အလုံနာတာတွေမလုပ်ကြနဲ့။သမုပကံတို့သမောစာခွန်တို့မှာအဲ့တလောက်အန္တရာယ်မရှိဘူးနော်။သမုပကံတို့သမောစာခွန်တို့ကဒီငလင်ကြောပေါ်မှာမရှိဘူး။ဒီနေ့လှုပ်တယ်ဆိုတာလဲဒါအဖျားလေးခက်ယုံလေးပဲ။ငလင်လှုပ်တဲ့ချိန်ကကျွန်တော်ဒီမန်နန်ကြောက်ဖရားမြင့်ရဲ့အနီးဆုံးမှရှိတယ်ကျွန်တော်အလုံနေရကပြီးတော့၁၂ထပ်ပေါ်မှာရှိတယ်။တော်တော်ကိုလှုပ်ခါတာဟော။ ာကျွန်တော်တို့ယုံကန်းကအပေါ်မှာဆိုပန်ကာကြီးကြီးတွေတတ်ထားတယ်အဲ့ဒီပန်ကာတွေကပြုတ်ထွက်လာတာဆိုတော့တော်တော်ကျန်းတယ်အဲ့တော့နောက်ထပ်ဘန်ကောက်မှာငလျင်ထပ်ဖြစ်လာမယ်ဆိုရင်အဲ့ဒီမဲလန်းကြောက်ဖျားမြစ်တလျှောက်မှာနေတဲ့လူတွေအန်ဒီရဲ့အရန်ကြီးတယ်တခြားနေရာတွေအဲ့လောက်အန်ဒီရဲ့မကြီးဘူးအထူးသဖြင့်ဒီဘန်ကောက်ရဲ့မြို့ပြင်ပေါ့နော်ဘန်ဘောတို့ဘန်ခွန်တီယန်တို့ဘန်ခဲတို့ဒီဘက်ကနကော့ပထုံတို့စမိုပကန်စမိုစာခွန်တို့ကအဲ့တလောက်စိုးရိမ်စရာမရှိပါဘူးအဲ့တော့သူတို့ကဒီငလျင်ကြောပေါ်မှာလည်းမရှိဘူးပြီးတော့ဒီမြေ အမှန်နေရာလေးပေါ့လေအဲ့ဒီဘန်ကောက်မြို့ဆိုတာကဘန်ကောက်မြို့တဲဆိုတာကဒီမိန်းလန်းကြောက်ဖရားမြို့ကိုကျော်ယူယူပြီးတိဆောက်ထားတာဆိုတော့ခန္ဓာကြီးကအဲ့တလောက်မရှိကြဘူးပြီးတော့အဲ့ဒီဘက်မှာလဲဟိုစောက်လုတ်ရေးတွေကအမြဲတမ်းလှုပ်တဲ့အခါကျတော့ဘယ်လိုလဲမြေတွေကအဲ့လောက်ခန္ဓာကြီးမရှိဘူးဒါကြောင့်မို့လို့ဒီနေ့ငလင်လှုပ်သွားတဲ့အထက်မှာထိခိုက်ပျက်စီးမှုအများဆုံးကိုကြည့်ရင်အဲ့ဒီမိန်းလန်းကြောက်ဖရားမြို့တလျှောက်မှာရှိတဲ့ဘန်ကောက်မြို့ထဲကနေရာတွေပဲအဲ့တော့ပြောချင်တာကဘန်ကောက်မြို့ထဲမှာနေတဲ့လူတွေအန်တရယ်တတိထားပါ ငလင်ကထမမလာတော့ဘူးလို့ထိုင်းအစိုးရကကြေညာပြီးမဲ့လို့နိုင်ငံတကာပညာရှင်တွေကတော့ဒီနေ့နဲ့မနှက်ပြန်ထက်လာဖို့ရှိသေးတယ်လို့တော့ကြေညာတယ်အဲ့ဒါတော့ကျွန်တော်တို့ဘန်ကောက်မြို့ထဲမှာရှိတဲ့လူတွေဒီထားပါဘန်ကောက်မြို့ပြင်ကလူတွေနော်အဲ့လောက်အန္တရာယ်မရှိပါဘူးဖလန်ဆောင်ဘန်ဘောဘန်ကွန်တီယံဘန်ခဲစမုပကန်စမုစာခွန်နကော့ပထုံတို့ဟိုဘက်ကစိုင်ဟာတို့စိုက်စီတို့အစားတစ်ပြည့်အဲ့ဒီနေရာတွေအဲ့ဒါလောက်ကြောက်စရာမရှိပါဘူးအဲ့တော့စက်ယုံကအလုပ်ဖော်လဲအလုပ်ဆင်းပါဗျာနော်ပြဿနာမရှိဘူးကြောက်စရာအဲ့လောက်မရှိတော့ပါဘူးနော်ဘာလို့လဲဆိုတော့ အာတချို့တွေကဟိုအကြောက်လွန်ပြီးတော့စက်ယုံကအလုတ်ခေါ်တာကိုအကြောက်လွန်ပြီးအလုတ်မစင်းဘူးအလုတ်မစင်းရင်လူစုလူဝေးတွေဖြစ်လာရင်ပြဿနာတက်လာရင်အလုတ်ဖြုတ်ခံရမယ်လုတ်ဖြုတ်ခံရမှာဖြစ်ရင်နောက်ဆက်သွဲပြဿနာတွေကကျွန်တော်တို့အများကြီးရင်ဆိုင်ရမယ်အခုထိုင်းမှာကမြန်မာနိုင်ငံသားကြီးပဲ9တန်းလောက်ရှိနေပြီတခြားနိုင်ငံသားတွေလည်းအများကြီးရှိသေးတယ်အဲ့တော့လူတစ်ယောက်ထွက်သွားရင်လူအယောက်20လူအယောက်တရားတော့ပြန်ခေါ်လို့ရနေတဲ့အနေအထားဖြစ်နေတယ်။နောက်ပြီးတော့ထိုင်းနိုင်ငံရဲ့စီးပွားရေးကလည်းဒီနှစ်တွေထဲမှာတုံဆိုင်နေတယ်။ တချို့စက်ရုံတွေဆိုဦးတီတောင်မပေးနိုင်ဘူးတချို့စက်ရုံတွေဆိုအလုပ်သမားတွေပြန်လျှော့နေတယ်နော်အဲ့တော့ကျွန်တော်တို့အတောက်လုံပြီးတော့နော်စက်ရုံနဲ့ဆန့်ကျင်ပြီးတော့ဆန္ဒပြပြီးအလုပ်နားတာပဲမလုပ်ကြပါနဲ့နော်ဒီဘန်ကောက်မြို့ရဲ့အပြင်ဘက်မှာရှိတဲ့လူတွေကြောက်စရာမရှိပါဘူးငလင်ကြောပေါ်မှာကျွန်တော်တို့မရှိနေဘူးအဲ့တော့ကြောက်ရမှာကဒီမဲလန်းကြောက်ဖျားမြေဘေးမှာနေတဲ့ဘန်ကောက်မြို့တွေကလူတွေပဲအနည်းငယ်ပြည်ထားရမှာကျွန်တော်တို့မြို့ပြင်ကလူတွေကအဲ့တလောက်ကြောက်စရာမရှိပါဘူးနော်အားလုံးပဲပြည်ဆိုင်ကြပါစအေးလက်အေးအဲ့လိုရပါပြီကျွန်တော်တို့ဘန်ကောက်မြို့ပြင်မှာအဲ့လောက်ပြဿနာမရှိပါဘူး အားလုံးပဲ fight တယ်နော်အဲ့တော့ပို့ပြီးအရေးကြီးတာကကျွန်တော်တို့မြန်မာနိုင်ငံဗျမြန်မာနိုင်ငံကဒီငလင်ကျောကိုဗဟုပြုတ်ပြီးတော့มาတိုက်သွားတယ်ပြီးတော့ပို့ပြီးတော့စိုးတာကအကြမ်းဖက်စစ်ကောင်စီကဒီငလင်လှုပ်လို့ငလင်ကြောက်ထိခိုက်နစ်နာသွားတဲ့နေရာတွေကိုအကူအညီမပေးဘဲနဲ့နော်ဒီစစ်ကောင်စီရဲ့လက်အောက်ခံပြူစောထီးရွာတွေ အခုအဲ့ဒီပြူစောတိရွာတွေကိုနော်သခိုင်းမကွေးမှာရှိတဲ့ပြူစောတိရွာတွေကိုနော်တော်လန်ရဲ့တပ်ဖွဲ့တွေ PDF တွေကဝိုင်းရံပိတ်ဆို့ထားတာတစ်နှစ်ကျော်နေပြီအဲ့ဒီပြူစောတိရွာတွေဆိုအခုဒီစားနဲ့ရိတ်ခါတွေပြက်နေတယ်လက်နက်ခဲရံတွေပြက်လက်နေတယ်အဲ့ဒါ PDF တွေကဒီပိတ်ဆို့ထားတာတစ်နှစ်ကျော်ကြာနေပြီအဲ့တော့စစ်ကောင်စီကဒီငလင်လှုပ်တာကိုအကာအကွယ်ယူပြီးတော့ဒီနိုင်ငံတကာကဒီအကူအညီပေးလာမဲ့ကားတွေနဲ့တွားပြီးတော့တကယ်ငလင်လှုပ်တဲ့နေရာတွေကိုအကူအညီမပေးဘဲနဲ့ သူ့ရဲ့ပြူစိုးထီးရွာတွေကိုစားနေရစ်ကတွားပို့มาတည်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်ကြီးတပ်ဖွဲ့တွေဒီရက်ပိုင်းမှာစစ်ကောင်စီရဲ့စားနေရစ်ကရင်တန်းတွေကိုတိုက်ခိုက်လာရင်စစ်ကောင်စီဘက်ကတော့ဒါဟိုသူတို့ဝါဒဖြတ်မှုတွေအများကြီးလုပ်လာလိမ့်မယ်ကျွန်တော်တို့ပြည်သူတွေအဲ့ဒါကိုနားလည်မှုမလွဲဘူးအရေးကြီးတယ်ဘူးဆိုရင်ဒီစကိုင်းနဲ့မကွေးမှာရှိတဲ့စစ်ကောင်စီရဲ့ပြူစိုးထီးကျွာတွေကနော်တော်လန်ကြီးတပ်ဖွဲ့တွေပိတ်ဆို့ထားတာတစ်နှစ်ကျော်ပြီ ဲ့ဒီသူကချုပ်ပြူစိုးတိရွာလေးဆိုရင်အခုစားစရာတောက်စရာမရှိလို့ငတ်ပြတ်နေပြီအခုစစ်ကောင်စီကငလင်လှုပ်တာကိုအခွင့်ကောင်းယူပြီးတော့တကယ်ငလင်ဘေးကြောင့်ဒုက္ခရောက်နေတဲ့နေရာတွေကိုမလှူဘဲနဲ့နိုင်ငံတကာကလာလှူတဲ့ပျက်စီးတွေနိုင်ငံတကာကားတွေကိုအကွယ်ယူပြီးတော့စစ်ကောင်စီကသူ့ရဲ့လက်အောက်ခံပြူစိုးတိရွာတွေကိုလက်နက်ခဲယမ်းတွေစားနပ်ရိက္ခာတွေလာပြီးတော့ထောက်ပံ့နိုင်တယ်အဲ့ဒီအန္တရာယ်တွေရှိတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီရဲ့ပြူစောတိရွာတွေရှိတဲ့နယ်မြေတဲကိုစစ်ကောင်စီကားတွေဝင်လာပြီဆိုတာနဲ့တိုက်ခိုက်ဖို့အစဉ်တင့်ပဲနော်အဲ့ဒါလို့ဖြစ်လာရင်ကျွန်တော်တို့ပြည်သူလူထုတွေနားလည်မှုမလွဲဘူးအရန်ရေးကြည့်ပါလေနော်အားလုံးပဲနားလည်ပါစေအဲ့တော့ဘန်ကောက်မြို့ထဲမှာရှိတဲ့လူတွေလည်းနည်းနည်းသတိထားပါအများကြီးအကြောင်းမလိုပါနဲ့ဘန်ကောက်မြို့ပြင်မှာရှိတဲ့ကျွန်တော်ညီကူမောင်နှမတွေကြောက်စရာမလိုတော့ပါဘူးနော်အဲ့တော့ဘန်ကောက်မြို့ပြင်ဒီခုနကျွန်တော်ပြောတဲ့မြို့တွေပေါ့ဗျာနော်အဲ့ဒီမြို့တွေကငလင်ကြောပေါ်မှာမရှိဘူးအများကြီးကြောက်စရာမရှိဘူးအဲ့တော့အလုတ်ခေါ်နေတဲ့အလုတ်စင်းမှာဟိုအဲ့ချိန်ရောက်ရင်လည်းအိတ်ကြပါအများကြီးမကြောက်ပါနဲ့ကျွန်တော်တို့ လူဆိုတဲ့တဘောတရားကဥပစိတ်ကြောင့်ဥပဒံဖြစ်တယ်နော်ဒီအကြောက်တရားကြောင့်အဆိုးတရားတွေနော်အဆိုးတရားကြောင့်နောက်ထပ်အဆိုးတရားတွေအများကြီးထပ်ဖြစ်လာနိုင်ရရှိပါတယ်ကိုဝါတုတ်ရေကိုရီးယားရောဂျပန်ရောကတနှစ်မှာအကြိမ်တရားလောက်ငလှင်လောက်တာမသွားနဲ့ပို့ပြီးတော့လှုပ်တယ်ကျွန်တော်တို့တခြားနိုင်ငံသွားမယ်ပိုက်တဲ့